အားလုံးပဲမြင်လာပါ PN concession ကနေကြိုးဆိုပါတယ်ကျွန်တော်အခုရောက်နေတာကတော့မန်လေးမြို့33လမ်းမကြီးပေါ်မှာပေါ့နော်လမ်း80နဲ့80လမ်းကြားမှာဖြစ်ပါတယ်ကျွန်တော်မန်လေးမြို့ရဲ့နာမည်ကျော်မိုးကုတ်ပတိတာလက်ဖက်နဲ့ပဲကျော်လုပ်ငန်းရဲ့နေအိမ်ပေါ့နေအဆောက်အဦကိုကျွန်တော်တို့ပုံဖော်တိဆောက်ထားပြီးတော့ PCN နဲ့နေလေးပဲဖြစ်ပါတယ်ဗျအဲကျွန်တော်မြေကျဲဝင်းနဲ့ဆိုရင်20ပေ84ပေပေါ်မှာလေးတဲ့ RC အဆောက်အဦကို modern design နဲ့အထာကြကြ smart ကြကြပုံဖော်ပေးထားပဲဖြစ်ပါတယ်အရောင်စက်နေလဲဆိုအဖြူရောင် base base ပေါ်မှာမှာကျွန်တော်တို့ gray ပေါ့เนาะခဲရောင် smoky gray လေးကိုကျွန်တော်တို့ပြန်ပြီးတော့အောက်ထားပြီးတော့ပိုက်ထားတဲ့ပုံစံမျိုးနဲ့ကျွန်တော်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အစားအုပ်ထဲမှာဘလို function တွေဘလိုမျိုးအထာကြကြဖန်တီးထားရဲဆိုတာကိုလေ့လာကြည့်ရအောင်ဗျဟုတ်ကဲ့မြင်ကြီးတဲ့ဒီဝင်ဝင်ချင်းမှာတော့ကျွန်တော်တို့စိုင်ငန်းဟောအကျယ်ကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ ဒီအိမ်မှာဆိုရင်မီးဖို့ကန်းနဲ့ထမင်းစားကန်းကိုကျွန်တော်မြင်းကြီးထဲမှာမထားဘဲနဲ့ပထမတည်းမှာတင်ထားတာဖြစ်တဲ့အတွက်စိုင်ကန်းအနေနဲ့ကအမြေကျယ်အနေနဲ့ကလည်း84ပေတောင်ရှိတာဖြစ်တဲ့အတွက်စိုင်ကန်းအနေနဲ့ကလည်းလုံးဝကျကျဝန်းဝန်းနဲ့ခေါင်းခေါင်းမုံမုံပြပြောဝါရရှိတာကိုတွေ့မြင်ရပါတယ်ဟုတ်ကဲ့စိုင်ငန်းပိုင်းရဲ့ decoration ပိုင်းအနေနဲ့ဆိုရင်ကျွန်တော်ပြောစရာနှစ်ချက်ရှိပါတယ် design ပိုင်းနဲ့ material ပိုင်း design ပိုင်းမှာဆိုရင်ကျွန်တော်တို့အဖြူတန်တန်လေးပေါ့နော်ရှင်းရှင်းတန်တန် mood ကို smart ဖြစ်ဖြစ်ဖန်တီးပေးထားတယ်ကျွန်တော်အဖြူရောင် jackson bolt မျက်နှာချက်ကိုမှကျွန်တော် review line ပေါ့နော် review line ဒီအနက်ရောင်လေးတွေနဲ့ကျွန်တော်တို့ဒါ boundary လေးတွေနဲ့ပုံဖော်ပေးထားတာဖြစ်တဲ့အတွက်တော်တော်လေးနဲ့လှပြီးတော့စမ်းသစ်ပါတယ်ကျွန်တော် material ဘိုင်းမှာဆိုရင်လည်းကျွန်တော်စိုင်ငန်းရဲ့ကြမ်းကင်းကြွေပြားကိုမာပဲအဖြူရောင်ကြွေပြားနှစ်ပေပတ်လည်နဲ့ခင်းပေးထားပြီးတော့ကျွန်တော်စိုင်ခန်းရဲ့နံရံဒီအားလုံးကိုလည်းလေးပေနှစ်ပေမာပဲအဖြူရောင်ကြောနဲ့ကျွန်တော်တို့ polish ကြွေပြားနဲ့ကပ်ပေးထားတာကိုတွေ့ရပါမယ် โอเคဆိုင်ကန်းနဲ့အပေါ်တက်တဲ့လေကားကြားကိုလည်းကျွန်တော်တို့အုတ်မစီတော့ပဲနဲ့ပေါ့နော်ဒီဆိုင်ကန်းရဲ့လေကားနဲ့အကူတဲ့ကြားမှာ showcase partition cabinet ကြီးကိုရိုက်လိုက်တာကလည်းဒီဆိုင်ကန်းရဲ့အမြင်မှာလည်းပို့ပြီးတော့ခန်းခန်းနာနာနဲ့ grand ဖြစ်တဲ့ mood ကိုရတယ်ဒီမှာဆိုလဲ showcase လေးတွေပြလို့ရမယ်နေထားရှိမယ်ပြီးရင်ကျွန်တော်တို့အဲဒါပစ္စည်းလေးတွေထည့်လို့ရမယ်ပေါ့နော်ထည့်လို့ရမယ်နေထားလေးဖြစ်သွားတယ်တော်တော်လေးပို့ပြီးတော့မိုက်သွားပါတယ်ကျွန်တော် PN concession ကနေဒီအိမ်လေးကိုကျွန်တော်အကျန်းတယ်ကနေပြီးတော့လက်ရှိအနေထား interior design တွေ interior ဒီလုပ်ွက်တွေ decoration လုပ်ွက်တွေ furniture လုပ်ွက်တွေအထိကိုအကောင်းဆုံးတာဝန်ယူပြီးတော့ပုံဖော်တိဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျကဲအဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်ဝင်ကြည့်လိုက်ရအောင်အဲကျွန်တော်တို့ရဲ့မြင်ကြီးတက်မှာပဲဒီမှာအခန်းလေးတစ်ခန်းပါတယ်အိတ်ခန်းအဖြစ်လဲအသုံးပြုလို့ရမယ်။အဲကျွန်တော်တို့ရဲ့အင်ရှင်အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီလုပ်ငန်းအတွက်ကို ဒီ office ပေါ့နော်ဒီရုံငန်းနေရာတွေ့မယ်အဲ့တဲ့တွေနဲ့စကားပြောမယ်အရေးကြီးအဲ့တဲ့တွေနဲ့တွေ့ဆုံဖို့ရုံငန်းနေရာအဖြစ်အသုံးပြုမှာဖြစ်ပါတယ်။ကဲနောက်ပြီးကြတော့မြင်ညီတတ်မှာပဲကျွန်တော်အဲ့တဲ့တွေအသုံးပြုဖို့အတွက်ကိုပုံသုံးရေချိုကန်အိမ်သာတလုံးပါဝင်มาဖြစ်ပါတယ်။ရေချိုကန်အိမ်သာတွေမှာဆိုလဲကျွန်တော်ကြွေပြားနှစ်ပေးတစ်ပေးကြွေပြားမှာပဲအဖြစ်တွေနဲ့အလားဆင်ထားပြီးတော့ဘိုးတိုင်းနေရာရှာဝါနေရာဘေးစင်နေရာနဲ့ပြီးပြည့်စုံပြီးတော့ကျစ်လက်တဲ့ ဒီလိုကအင်တာလေးတစ်လုံးပေါင်းနေမှာဖြစ်ပါတယ်ဟုတ်ကဲ့မြင်းကြီးတက်မှာလဲစုံပြီးတော့ပထမတက်ကို တက်ကြည့်လိုက်အောင်ပထမတက်မှာဆိုရင်မိဖို့ကန်ထမင်းစားကန်ပါမယ်ဧကန်အကျယ်ကြီးတစ်ခန်းပါမယ်မာစတာဘရွန်တစ်ခန်းပေါင်းဝင်မှာဖြစ်ပါတယ်မိဖို့ကန်နဲ့ထမင်းစားကန်ဖြစ်ပါတယ်ထမင်းစားကန်းနေရာအကျယ်ကြီးလဲပါဝင်ပြီးတော့မိဖို့ကောင်တာလည်းကျွန်တော်တို့ဒါကော်နာဂျိုးနဲ့ကြဲကြဲဝန်းပြည့်ပြည့်ဝလောက်တာဖြစ်တဲ့အတွက်လူ၂ယောက်၃ယောက်လောက်ချက်ပြုတ်ပြင်ဆင်မယ်ဆိုရင်တော့လွတ်လွတ်လပ်လပ်နဲ့ န်တီးလို့ရမယ်အနေထားဖြစ်တယ်ကျွန်တော်တို့ counter top တွေကိုလည်းအထူထောင်းခံနိုင်အောင် granite ကြောက်ပြားကိုသုံးပေးထားပြီး lazy sand အောင်လည်းကျွန်တော်တို့အနက်ရောင် granite လေးကိုသုံးပေးထားတာဖြစ်ပါတယ်မိဖို့ counter cabinet မှာဆိုရင်လည်းကျွန်တော်တို့ဒါ modern furniture နဲ့ cabinet ကိုပြန်ပြီးတော့ counter မှာပြန်ပြီးလုပ်ပေးထားတယ်ဒီမှာဆိုရင်ကျွန်တော် drawer အန်ဆွဲလေးပါတယ်ဒီမှာဆိုရင်ကျွန်တော်ပကံစင်ပေါ့နော်ပကံပြားတွေထည့်လို့ရမယ်အနေထားလေးရှိမယ်ကျွန်တော်တို့ hydraulic အဲ drawer slide လေးနဲ့ဆိုတော့ကျွန်တော်တို့ soft closing လေးဖြစ်တယ်တော့နော် ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီဘေးသင်းအောက်မှာဆိုရင်ကျွန်တော်ပုံမှန်ဆို waste trap တွေမြင်နေရပြီတော့လေမျက်စိရှုပ်တယ်ဒီလိုဟာလေးတက်လိုက်ခြင်းအပြင်မျက်စိရှုပ်ပြီးတော့မလာပါတဲ့ဟာတွေကဒီထဲမှာပျောက်သွားတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒါအပေါ်ပိုင်းဆိုရင်လည်းကျွန်တော် storage ပေါ့နော်ဥမာခေါက်ဆွဲကြောက်ထုတ်ဖြစ်ဖြစ်ဒီ coffee တုပ်လေးတွေဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာတင်လို့ရမယ်ဒီအပေါ်မှာဆိုရင်လည်းကျွန်တော်တို့ဒါပကံစင်လေးလဲပါဝင်တာဖြစ်တယ် ပြီးရင်ကျွန်တော်တို့ဒီမှာ exhaustion နေရာကိုလည်းဒီမှာဆိုရင် gas မီးပုံနဲ့ exhaustion နေရာလေးမှာလည်းတသက်ရက်နဲ့တသက်ရှင်ချင်းဖြစ်အောင်ကျွန်တော်တို့ cabinet နဲ့ဖန်တီးပေးထားတယ်။ဟိုအပေါ်ဒီမှာလည်းကျွန်တော်တို့အဲရေရှည်အသုံးမလို့တဲ့ခဏသိမ့်ဖို့အတွက်ပစ္စည်းတွေကိုလည်းသိမ့်လို့ရမယ် cabinet တွေပါဝင်တာကိုတွေ့ရရမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီလိုမျိုး dining room ပေါ့နော် dining room ထမင်းစားခဲနေရာမှာဒီလိုမီးတိုင်းလေးတွေထည့်ခြင်းရလဲဒီ space ကို ပို့ပြီးတော့ define ဖြစ်စေပြီးတော့ ပိုပြီးခန်းထားတဲ့မုတ်ကိုရရှိစေမှာဖြစ်ပါတယ်။ညနေကျဒီဇိုင်းလေးနဲ့တွဲဖက်လိုက်တဲ့အခါမှာပိုပြီးတော့လှပသွားတဲ့ feeling ကိုရရှိစေပါတယ်။ရာတော့ကျွန်တော်တို့ဘုံဒီမိဖို့ကံထမင်းစားကမ်းမှာပဲဘုံသုံးရေချိုကန်လေးအိမ်သာလုံးလေထည့်သွင်းပေးထားပါတယ်။ဟုတ်ကဲ့ဒီရာတော့ ထမတန်းမှာရှိတဲ့ဧကန်အကျယ်ကြီးဖြစ်ပါတယ်ဒီနေရာမှာဆိုဖာစက်တီကုန်နေချမယ်ဒီမှာဆိုရင်ကျွန်တော်တို့ TV backdrop ပေါ့နော် backdrop မှာဆိုရင်လည်းကျွန်တော်တို့ lapel laminate နဲ့ပေါ့နော်ဒါ laminate ကပ်ပေးထားတယ်မာဘယ်အဖြူရောင် laminate ကပ်ပေးထားပြီးတော့ကျွန်တော်တို့ဒါ strip panel လေးနဲ့ကျွန်တော်တို့အလားဆင်ထားတယ်ဒီမှာဆိုရင် TV ထည့်လိုက်မယ်ဆိုရင် ခန်းခန်းနာနာလတ်လတ်ပါပါတယ် ပြီးရင်ကိုရရှိမယ်ပြီးရင်ကျွန်တော် server set တိကုန်နေရာဒီဘက်မှာအကျယ်ကြီးရှိမယ်အောက်မှာဆိုရင်လည်းကျွန်တော် SPC parking ခင်းပေးထားပြီးတော့တဘာဝလင်ဝင်လေထွက်အလင်းရောင်လည်းကောင်းကောင်းရရှိတာကိုတွေ့မြင်ရပြီးတော့ကျွန်တော်ဒီခုနပြောခဲ့လို့ပဲကျွန်တော်မီးဆိုင်လေးတွေမီးအလားလေးထည့်လိုက်ခြင်းဟာဒီ space တစ်ခုလုံးကို define ဖြစ်သွားပြီးပို့ပြီးတော့ grand ဖြစ်တဲ့ move ကိုရရှိစေပါတယ်ကျွန်တော်ဒီအိမ်တိုင်လုံးရဲ့ interior decoration ကိုစဉ်းစားအရာခါမှာလဲကျွန်တော်တို့အပြင် design နဲ့ရောအပြင်အိမ်တွင်းရဲ့နေရာတိုင်းရဲ့ design မှာပါ မုတ်တစ်မျိုးတည်းကိုရရှိစေရန်ကျွန်တော်တို့ဒီဒီဇိုင်းကိုခမိုင်းမိုင်းနဲ့ဒီ theme လူအောင်လို့ပေါ့နော်ကျွန်တော်တို့အဖန်နီးပေးထားတာဖြစ်တယ်ကျွန်တော် furniture တွေပြီးရင်ကျွန်တော်မျက်နှာချက်ဒီဇိုင်းတွေကျွန်တော်တို့အောက်ကျန်းကင်ဒီဇိုင်းတွေအစားအကုန်လုံးကို theme အိမ်တိုင်းရဲ့နေရာတိုင်းမှာ theme လူအောင်လို့ကျွန်တော်တို့ဖန်နီးပေးထားတာဖြစ်ပါတယ်ပထမတက်မှာရှိတဲ့ master baron master အိမ်ခန်းတစ်ခန်းဝင်ကြည့်လိုက်အောင်တကားတွေကိုကျွန်တော်တို့ကျွန်းတကားတွေ polish တင်ပေးထားတယ်ပြီးရင်ကျွန်တော်ဒီ master အိမ်ခန်းထဲမှာဆိုရင်လည်းကျွန်တော်ဒီ wardrobe ပြီးတော့တွေကအစားနေရာတကြားနဲ့စနစ်တကြားနဲ့တေချာကြီးကြီးလေးနဲ့ရိုက်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင် power socket power အသုံးပြုဖို့ socket တွေပြီးရင်ကျွန်တော် switch တွေနေရာတွေကိုအဲတိတိကျကျနဲ့စနစ်ကြဖန်တီးပေးထားတယ် wall lamp alarm center တွေပါမယ်မျက်နှာကျက် alarm စင်မီဒီဇိုင်းတွေပါဝင်မှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီ wardrobe တွေနေရာကြားရိုက်ချင်းနေရာကြားကိုတခါတည်းဟို plan မှာကလေးကနေရာကြားထည့်တွင်စဉ်းစားထားခြင်းကဘာကောင်းလဲဆိုတော့နေရာမပုတ်ဖဲနဲ့ဒီထည့်ရမယ့် ဟိုကက်ဘိနက်ရဲ့အခြေအဝင်ကပို့ပြီးတော့ effective ဖြစ်စေတာကိုတွေ့မြင်ရတယ်။ဒါကတော့ master အိတ်ခန်းရဲ့ရေချိုးကန်းအိမ်သာတခန်းဖြစ်မယ်။ရေချိုးကန်းအိမ်သာတကားတွေမှာလည်းကျွန်တော်ကျွန်းတကားတွေတုံးထားတာကိုတွေ့မြင်ရပြီးတော့ကျွန်တော်တို့ဒီထဲမှာဆိုရင်လည်းဘိုးတိုင်းရှာဝါဘေးစင်မှန်အကုန်စသစ်ကြနဲ့တတိလေးပါဝင်တဲ့ master အိတ်ခန်းရဲ့ရေချိုးကန်းအိမ်သာတခန်းဖြစ်မယ်။ရေပူရေအသုံးပြုဖို့အတွက်ကိုလည်း pipeline တွေကိုတခါတယ်စနစ်ကြတပါးတက်ဆင်ပေးထားအဖြစ်လို့စနစ်ကြတဲ့ရေချိုးကန်းအင်တာဘလုံးတို့ပြောရမှာပါပဲ။ ဟုတ်ကဲ့ဒီကတော့မာကာအခန်းမှာပါဝင်တဲ့မျက်နှာသာဘက်ကိုထွက်ထိုင်လို့ရမယ်ဝရဏအခြေလေးတစ်ခုရှိမယ်ဒီမှာဆိုရင်ကျွန်တော်တို့ Tamper Glass Man လရန်အနေနဲ့ကျွန်တော်တို့တက်ဆင်ပေးထားပြီးတော့ဒီမှာကြွေပြားတွေလည်းတသက်မမှန်တသက်ရည်လေးလုပ်ပေးထားပြီးတော့ဒီဇိုင်းမှုအနေနဲ့ကလည်းကျွန်တော်တို့အပြင်ဒီဇိုင်းနဲ့ใกล้ညီမှုရှိတယ်မှုတစ်မျိုးတည်းကိုရရှိစေရန်ကျွန်တော်ဖန်တီးပေးထားဖြစ်တယ်အခန်းထဲမှာရှိတဲ့အဝတ်ဘီရို wardrobe တွေကိုလည်းကျွန်တော်ဒီလိုမျိုးအင်ကြီးဂျိတ်အရှိချိတ်လို့ရမယ့်နေရာတွေ အပေါ်မှာဆိုရင်အကြာကြီးနေမှာတခါအသုံးပြုရန်တင်ရတဲ့ခြင်နှောင်ဆောင်မျိုးတွေပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်လည်းအာဒါအင်ကြီးခောက်ထဲလို့ရမယ်အကန့်လေအင်ကြီးခောက်ထဲလို့ရမယ်အကန့်တွေကိုပြည့်ပြည့်စုံစုံစဉ်းစားပေးထားပြီးဒီမှာ dressing table ကိုလည်းမှန်ရဲကျွန်တော်တို့ဒီမှာ rubber အန်ဆွဲလေးတွေနဲ့ကိုလည်းအပြည့်စုံထည့်သွင်းစဉ်းစားပေးထားပါတယ်ကျွန်တော်တို့ဒီအင်ရဲ့နေရာတိုင်းမှာတဘာဝလေဝင်လေထွက်အလင်းရောင် ကောင်းကောင်းမွန်မွန်နဲ့ပြေးပြေးဝဝလုံလုံလောက်ရရှိစေရန်ဆိုတဲ့ကျွန်တော်တို့ရည်ရွယ်ချက်တွေကိုတရားစနစ်ကြ planning stage မှာတည်းကစဉ်းစားပြီးခဲ့တာ ဖြစ်တယ်။ဒီနေကားနေရာတွေကအစားတခြားအိမ်သားတွေအလုံးတဘာဝလေဝင်လေးဆိုအလင်းအောင်ရရှိတယ်ပေါ့နော်။ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်တို့လေကားလက်ရန်ကိုကျွန်တော်တို့တန် GI တန်လက်ရန်သုံးပေးထားပြီးအနက်ရောက်တော့ပေးထားတယ်ပြီးရင်ကျွန်းကွက်လေးကော့ပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နေကစံနဲ့ကျန်းရင်းများကိုလည်း SPC ပါကေများနဲ့စနစ်ကြနဲ့ခင်းပေးထားပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒုတိယတက်မှာဆိုရင် master အခန်း၃ခန်းနဲ့ဖရာခန်းတခန်းပါဝင်ပါမယ်။အဲဆိုရင်ကျွန်တော်တို့မြန်မြန်လေးကြည့်လိုက်ရအောင်ဗျ။ဒီ master bedroom မှာဆိုလဲအဝတ်ပြီးတော့ wardrobe တွေအပြည့်စုံပါဝင်တယ် ဟုတ်ကဲ့ master 3ငန်းကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်အရှိဆုံးမှာဖရာเจ้าဆောင်ရှိတယ်ဖရာတန်းကိုသွားလိုက်အောင်ဖရာเจ้าဆောင်ကိုလည်းကျွန်တော်တို့ဒါ modern furniture နဲ့အဖြူရောင်တန်းတန်းအောင်မှာကျွန်တော်ရွှေရောင် trim line လေးတွေနဲ့အဲတပ်ပဲအောင်တေချာလေးစီစဉ်ပေးထားတယ်ကျွန်တော်တို့ power အသုံးပြုရတဲ့ socket တွေပါဝင်ပြီး ုနပြောတဘာဝလေးဝင်နေတဲ့အလင်းရောင်ပြေပြေဝါရရှိပြီးတော့ကျယ်ဝန်းတဲ့ဘုရားကံလေးတစ်ခန်းပါဝင်တာကို တွေ့မြင်ရမယ်။ဟုတ်ကဲ့ဘုရားကျောင်းဆောင်မှာဆိုရင်ဘုရားပလင်ပါမယ်။ပြီးရင်တောက်တော်ရည်တွေကပ်ဖို့အတွက်အစင်လေးတစ်ခုပါမယ်။ဘုရားပန်းလေးဖို့အတွက်ဘုရားပန်းကပ်လူပူဇော်ဖို့အတွက်သစင်လေးပါပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်လည်းစွန်းကပ်လို့ရတဲ့အဲဒီ drawer လေးနဲ့ပေါ့နော်အထုပ်သွင်းလုပ်လို့ရတဲ့အန်ဆွဲလေးတစ်ခုပါဝင်တာကိုတွေ့မြင်ရမယ်။ ဒါကတော့ဖျားကန်းရင်မင်းသားဇာဘက်မှာရှိတယ်ဝရဏအကျယ်လေးတစ်ခုဖြစ်မယ်ကျွန်တော်တို့တမ်ဘာကလပ်စမန်လယ်ရန်နေတုံးပေးထားပြီဖျားပန်းလဲရန်ပေစင်စင့်တစ်လုံးပါဝင်ပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ယင်ကြီးတဲ့ပထမတဲ့ဒုတိယတဲ့စုံပြီဆိုတော့အပေါ်ဆုံးတစ်ထပ်ပဲကျန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်ကိုမြန်မြန်လေးတက်ကြည့်လိုက်အောင်အဲအဲ့ဒါဆိုရင်မာစတာအိတ်ခန်းနဲ့ဝယ်ကြည့်လိုက်အောင် โอเคဒီရာကတော့ကျွန်တော်တို့အပေါ်ဆုံးဓာတ်မှာရှိတယ် recreation လုပ်လို့ရမယ် bar space နေရာလေးဖြစ်တယ်ကျွန်တော်မှန်ကန်းနဲ့ damper glass မှန်ကန်းနဲ့ကိုတေချာအလင်းရောင်ကောင်းကောင်းရရှိအောင်ပုံဖော်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒါ pantry counter လေးပေါ့နော်ဒီမှာဒါပလင်းလေးတွေတင်လို့ရမယ်တခြား dry kitchen အနေနဲ့ချက်ပြုတ်လို့ရမယ်အနေထား counter လေးတစ်ခုလည်းပါဝင်တာကိုတွေ့ရမယ် အဲကျွန်တော်တို့ဒီဘားကောင်တာလေးကနေမှန်ကန်ကနေအပြင်ကိုထွက်လိုက်မယ်ဆိုရင် outdoor space နေရာအကျယ်ကြီးကိုတွေ့မြင်ရမယ်အဲဒီမှာဆိုရင်လည်းကျွန်တော်တို့ counter မှာအဲဆေးခွက်တွေပါလေးဆေးလို့ရမယ်ဘေးစင်လေးလုံးနေရာစီစဉ်ထားတယ်ပြီးတော့ကျွန်တော်ဒါကတော့ outdoor space နေရာကြီးပေါ့နော်ဒီအပေါ်ဒက်ဒီမျက်နှာစာဘက်ကိုကြည့်လို့ရမယ်ကျွန်တော် thermoglass မှန်လည်းရန်ကြီးနဲ့ပါဝင်ပြီးတော့ design နေထားရလလပါပါနဲ့ဖန်တီးထားတဲ့နေရာလေးဖြစ်ပါတယ်ဟုတ်ကဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့အပေါ်ဒက် roof slab အပေါ်ဆုံးရူးစလက်နေရာကိုတက်ဖို့အတွက်ကြောင်းလင်းလေကားလေးပါမယ်အပေါ်မှာဆိုရင်လည်းကျွန်တော်တို့ဆိုလာပန်နယ်တွေကိုအပြည့်တက်ဆင်ထားတာကို တွေ့မြင်ရမယ်ဟုတ်ကဲ့ဒီဟာကတော့ကျွန်တော်တို့အပေါ်ဆုံးအမိုးရူးစလက်ပြင်ဖြစ်တယ်ရူးစလက်ပြင်ဒီမှာဆိုရင်လည်းကျွန်တော်တို့ပါရာပတ်အုပ်ယိုးလက်ရန်တွေကိုလည်းကျွန်တော်တို့တကယ် Henry Height ကို Standard Height ကိုပြည့်မီစေရန်ကျွန်တော်တို့သုံးပေမြင်အနည်းဆုံးထည့်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဂါလန်1500အနည်းဆုံးဆန်းတဲ့အုပ်ရေကန်ကြီးကိုပါဝင်ပါမယ်ပြီးရင်ကျွန်တော်တို့ ိုးကြိုးလဲစနစ်တွေကိုလည်းစနစ်ကြနဲ့တက်ဆင်ထားတာကိုတွေ့မြင်ရပါမယ်။ဟုတ်ကဲ့လူကြီးပြင်းတို့အခုကြည့်ကြရတော့မျက်နှာပွင့်20ပြည်မြေအလျား84ပြည်မြေပေါ်မှာ၄တက် RC Modern အဆောက်အဦကိုတိဆောက်ထားတဲ့နေအိမ်ပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေအိမ်လေးကတော့33လမ်း88တကြားမန်လေးမြို့မှာတည်ရှိတာဖြစ်တယ်။မန်လေးမြို့ရဲ့နာမည်ကျော်မိုးကုတ်ပြည်သားလက်ဖက်နဲ့ပဲကျော်လုပ်ငန်းရဲ့နေအိမ်ပဲဖြစ်ပါတယ်ကြာ။ အကျွန်တော်ဒီအစားအဝေးလေးကိုအကျန်းတွေကနေလက်ရှိအနေထား interior decoration အလုံးအပီးစီးထီကိုကျွန်တော်တာဝန်ယူပြီးတော့အကောင်းဆုံးပုံဖော်တိဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက် BN concession နဲ့တာဝန်ယူပြီးတော့ပုံဖော်တိဆောက်နေတာတွေကတော့လူနေအစားအဝေးတွေစီးပွားရေးအသုံးအစားအဝေးတွေကိုရောင်တွေတခြား renovation လုပ်ငန်းတွေကိုစနစ်တကျနဲ့အသေးစိတ် account ထဲပေါ်ပြီးတော့တာဝန်ယူ account ထဲပေါ်တိဆောက်ပေးနေတယ်။ PN concession စောက်လွေလုပ်ငန်းပဲဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ပြောရရင်အောင်ပါ PN concession ရဲ့ founder လည်းဖြစ်လို့ managing director ဖြစ်လေတာဝန်ယူပြီးတော့ဆောင်ရွက်နေပါတယ်။ ဒီနေ့တော့လောက်ပါပဲနောက်ဗီဒီယိုတွေမှာတွေ့ပါမယ်ဘိုင်ဘိုင်